။လက်ဆော့ဘုရားကဟောတယ်။ကိုယ်ရှင်နဲ့နှလုံးထဲမှာဆူတောင်းပြေဖို့အတွက်အယီချင်းငါးရရှိတယ်တဲ့။အဲ့ဒီအယီချင်းငါးရကဘာလို့ဆိုတတ္ထာဆိုတာရှိရမယ်။ကောင်းတဲ့လုပ်ပေါ်မှာစိတ်ဝင်စားမှုရသော်ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်လက်ခံမှုကံတရားရဲ့ကံနဲ့ကံတရားရဲ့အကျိုးကိုလက်ခံမှုယုံကြည်မှုဆိုတာဒီဟာဒီချင်းကနံပါတ်1 အဲ့ဒီရည်ချင်းရှိပြီးတဲ့အခါမှာကိုချင်းတီလထိမ့်သိဆောက်ရှောက်မှုပဲတီလကဒုတိယရည်ချင်းတရားရှိရမယ်တီလရှိရမယ်ကိုမတီလမရှိဘဲနဲ့သွားဆုတောင်းနေများနိုင်ဘူးဒါတရားမရှိဘဲနဲ့ဆုတောင်းလည်းမရဘူးနော်အလကားသွားတောင်းနေရမှာမဟုတ်ဘယ်ရမှအလကားမရဘူးဆိုတာထင်ရှားသူတအခုလိုတရားပွဲကြီးလုပ်ပြီးတရားနာတယ်ဘာအတွက်လဲသူတဆိုတဲ့ ဘောဓုတဖြစ်ဖို့နားထောင်အကြောင်းအရာတွေကိုသိရှိနားလည်ဖို့ရတယ်တရားဟောလိုက်လို့သဘောပေါက်နားလည်သွားတာတသက်တာမကဘူးတသံတရားလုံးနဲ့တန်ဖို့ရှိတယ်ရှင်သာရိပုတ္တရာလိုဉာဏ်ပညာထက်တဲ့ပုဂ္ဂိုလ်တောင်မှပဲတရားမနာရလို့ရှိရင်နှမ်းကြောင်းမပြောက်ဘူးတရားနာရမှလမ်းကြောင်းမဟုတ်ရောက်တယ်။တော့ဆိုရင်လမ်းပြောက်နေတတ်တယ်ပေါ့နော်။ လမ်းပေါ်မှာလမ်းပြောင်းနေတတ်တယ်အဲ့ဒါလို့မဖြစ်အောင်သုတဆိုတာရှိရတရားနာရတဲ့တရားစာအုပ်တွေဖတ်ရှုရတယ်တကြွန်းနားလဲတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့တဲ့အခါမှာမေးမြန်းလျှောက်ထားပြီးကုသိုလ်ဆိုတာဘယ်ဟာပါလဲဘယ်လိုလုပ်ရင်ကုသိုလ်ရသလဲအကုသိုလ်ဆိုတာဘာတွေခေါ်သလဲအဲ့ဒီအကုသိုလ်တွေကိုဘယ်လိုရှောင်ရှားရသလဲကုသိုလ်ရဲ့အကျိုးကဘာတွေလဲအကုသိုလ်ရဲ့အကျိုးတွေကဘာတွေလဲ ဘဝတန်တရာခရီးမှာဘယ်လမ်းကရှောက်လမ်းရမလဲဆိုတော့မိကုန်းนี่မေးရမှာဖြစ်တယ်ပေါ့အဲ့ဒါလို့မေးမြန်းပြီးတော့မှန်ကန်တဲ့လမ်းကြောင်းကရှောက်မှတွတ်တက်မှုဆိုရနိုင်တယ်လို့ဆိုပြနိုင်ဘူးဒါကြောင့်မို့သုတ္တဆိုတဲ့အရင်ချင်းဟာလေဣဗ္ဗဓမ္မတံမိုးရှိသုတ္တမရှိဘူးဆိုရင်လူလူတွေကဘာဖြစ်လဲဟိုလူပြောဟုံနုံနုံဒီလူပြောဟုံနုံနုံအများပြောတာဒီ ူများစကားပေါ်မှာယုံကြည်ပြီးတော့ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွာမရှိကြဘူး။နော်။ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွာမရှိကြဘူး။သူများစကားလေးနဲ့တင်လမ်းဆုံးနေတာပရပတိလို့ခေါ်တယ်။သူများကိုယုံကြည်တာ။သူများစကားပေါ်မှာယုံကြည်ပြီးတော့ဟုတ်လိမ့်လို့လို့နဲ့ဘာသာတရားတွေကိုယ်ပိုင်နေကြတယ်။ကိုယ်ကိုယ်တိုင်ဘာတစ်ခုမှဒီ သိရှိနားလဲခြင်းမရှိပဲနဲ့ယုံကြည်မှုတည်တည်နဲ့ဘာသာတရားတွေကိုယ်ဝင်နေကြမှားယွင်းသွားပြီဆိုရင်နိဗ္ဗာန်မှာတော့ကိုယ်ပဲနော်ဘယ်သူမပြုမိမိမှုဆိုရင်မှားသွားလို့ခံရရင်ကိုယ်ပဲခံသူများမခံနိုင်အဲ့ဒါကြောင့်မင်္ဂန်နဲ့လမ်းကြောင်းကိုသိရှိနားလဲဖို့တုတဆိုတဲ့အရေးချင်းဟာဘုရားမအရေးကြီးတယ်လို့တင်တာနဲ့မလို့တင်တာခွဲခြားသိဖို့ မတ္တမအရေးကြီးတယ်ကိုလုံနေတဲ့လမ်းဟာမှန်သလားမှားသလားသိဖို့မတ္တမခဲရင်သိအောင်ကြိုးစားမယ်သူတရှိရမယ်တဏှာရှိရမယ်သီလရှိရမယ်သူတရှိရမယ်ပြီးတဲ့အခါဘာရှိရမလဲလို့ဆိုလူတိုင်းလူတိုင်းဟာနေစင်နေမြတ်ပစ္စည်းဥစ္စာရှားကြတယ်ဖွေးကြရှားဝေထားတဲ့ပစ္စည်းဥစ္စာတွေဘာလို့ရလဲကိုယ်သာသုံးမယ်ဆိုတဲ့ သိမ့်ထားပြီးမသုံးရမစွဲရသိမ့်ထားမယ်ဆိုလို့ရှိရင်လူဆိုတာတနေ့ကြလို့ရှိရင်ဘဝတစ်ခုဆုံးသက်သွားဆုံးသက်သွားလို့ရှိရင်ဒီပစ္စည်းတွေဒီတိုင်းထားခဲ့ရရာဓုကုန်သိစီစိန်ဥစ္စာဆိုတာမျက်စိလေးနှလုံးမှာမိုက်ခင်လေးတင်မယ်မိတ်လိုက်တာနဲ့တပြိုင်နဲ့ထားခဲ့ရတာမဟုတ်လားပါးများယူသွားလို့ရမရပါဘူးခရိုးကတောင်နှိုက်ယူလိုက်အောင်မခွ ဒီခေတ်မှာကရောကတော့မရတော့ပါဘူးထွားချက်เนาะအဲ့တော့ဘာမှပါမှာမဟုတ်ကိုပိုင်တာလည်းတခုမှမရှိတော့အဲ့အချိန်မှာလက်ကြည့်ပလာပဲဘာတခုမှမရှိအဲ့တော့ရှားပွေထားတဲ့ပစ္စည်းကိုစနစ်တကျအုံချနှမျောတွန့်တုံမနေပဲနဲ့ကိုကိုယ်တိုင်း၃ဆွဲမယ်ကိုမိပါရီချမ်းသာအောင်ထားမယ်ကိုမိသားစုချမ်းသာအောင်ထားမယ် မိတ်ဆွေတွေတအားလည်းများကုညီဆောင်ရှောက်ပေးတယ်ဒါနာကောင်းမှုလုပ်တယ်ဆိုတာ